ဆောင်သက်မတည်ကြမှုတွေနဲ့အတူဒိုနာရိုမာရဲ့လမ်းဆွမ်းပြမှုကြောင့်ချန်ပီယံလိကနေနှုတ်ဆက်လိုက်ရတဲ့လေဘာဘူးဘရိတ်တမြအလုံးမဲမိန်လာများမြက်သူဖိုင်မင်းမြန်မာအေဂျင့်ကနေပြန်လဲကြိုးစားလိုက်ပါရင်လေဘာဘူးတို့ကတော့ချန်ပီယံလိကနေနှုတ်ဆက်ထွက်ခွာလိုက်ရပြီဖြစ်ပါရင်ဒီဟာဒီမှာပုံစံကောင်းနေပြသနေပြီအမှတ်ပေးချန်ပီယံစုကိုရရှိဖို့ဂျင်းသေးတလို့ရှိနေတဲ့ဂျိုးကြာလီတို့ဟာအဖေမှာပုံစံကောင်းနေပြသနိုင်ခဲ့ပေမယ့်အဆောင်သက်မတည်ကြမှုတွေကြောင့်ဒီလောက်နေပဲရှင်းနေလိုက်ရတာဖြစ်ပါရင်ဒီဘောင်းနေနဲ့ပထမအကြောင်းပါခရင်ကကံကောင်းလို့နိုင်ရခဲ့တာဖြစ်ပြီးဒုတိယအကြောင်းကြတော့အဆုံးသက်မတင်ချမှုတွေကြောင့်အရှုံးပေးခဲ့ရတာပါ ကိုယ်တော်မနေအောင်စလုံးလက်ဆွမ်းပြခဲ့တဲ့ပွဲလို့ဆရာမဖြစ်ပြီးအထူးသဖြင့်ဒေါနာရူမာဟာလေဘာဘူးတို့အပိုင်ခွင့်တွေကိုကာကွယ်နိုင်ခဲ့တယ်လို့ပရနီနှလုံးကိုလည်းကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။လေဘာအတွက်ကတော့လိုအပ်ချက်တွေရှိနေသေးတယ်ဆိုတာကိုထောက်ပြခဲ့တဲ့ပွဲလို့ပြောဆရာမဖြစ်ပြီးဒီတိုင်းကဆိုရင်တော့ကာရာဘောင်းဖလားတော်မှမသေးချာမရေရာဖြစ်လာခဲ့ပြီး ပရီးမီယာလိမှာထပ်မံမချေချောင်လို့တော့ဂိူးဆိုင်သွားရမှာဖြစ်ပါရင်ဒီပါဟုဟာရီနေပွဲမှာလင်းနဲ့တုံးနေကစားဖို့လည်းပွဲထွက်လာခဲ့ပြီးတိုက်စစ်မှာဂျိုတာကိုတောင်းထားကဆူပါစတိုင်းဆာလက်ဒီရက်တို့နဲ့တွေ့ပေးထားပါရင်ခွဲထဲမှာတော့မဲအလီစာနဲ့ဂရိုဘယ်ဘရက်စ်တို့ရှိနေပြီးနောက်တန်းမှာအာနိုကိုနာတေဗန်ဒိုက်ရောဘတ်ဆန်တို့ကိုခင်းကျင်းခဲ့ပါရင်ပီအက်ဂျီဘာကတော့လင်းတုံးကစားဖို့လည်းပွဲထွက်လာခဲ့ပြီးတိုက်စစ်မှာဘာဂိုလာချမ်ပီလီကာဘရက်စကီလီယာခွဲထဲမှာနာဘက်ဖီတင်ဟာရုနောက်တန်းမှာမန်တက်ပါချိုမာကွင်ဟိုနဲ့ဟာကီစမီတို့ကိုခင်းကျင်းခဲ့ပါရင် ဒီမောင်ရပွဲဆောင်ခဲ့တာဘီအာဘီကစားဖို့ကြိုးစားလာခဲ့ပြီးပွဲချိန်၄မိနစ်မှာရင်စားလက်အပိုင်ခွင့်ရခဲ့ပေမဲ့ပီအက်ဂျီနောက်ခံလို့မန်တက်စ်ကအချိန်မီဟန်တားသွားနိုင်ခဲ့တာကြောင့်ကန်ဆိုးခဲ့ပါတယ်။အဲနောက်လီဝါဘကပဲပွဲကိုထင်းချုပ်ကစားထားနိုင်ခဲ့ပြီးပွဲချိန်၆မိနစ်မှာစားလက်အပိုင်ခွင့်ထပ်မံရရှိခဲ့ပေမဲ့ဂိုးဘေးကလည်းကွက်ထက်သွားခဲ့ပါတယ်။ပွဲချိန်၁၀မိနစ်မှာလည်းတောက်ကန်ဘောကလည်းရလာတဲ့ခွင့်ရေးကိုလီဘောက်တိုက်စစ်ကအဆုံးသတ်ဖို့ကြိုးစားခဲ့ပေမဲ့ပီအက်ဂျီနောက်တန်းကအကောင်းဆုံးရှင်းထုတ်နိုင်ခဲ့ပါတယ်။လမောက်ကပြင်းချိန်ဘက်ကိုခွင်းမပေးဘဲနဲ့တောင်းချောက်ဖျားပေးထားနိုင်ခဲ့တာကြောင့်ပြင်းတဲ့အသင်းလည်းပေါ်လုံးအောင်ကောက်ကောက်တင်ပြဖြစ်နေခဲ့ပါတယ်။ ပွဲချိန်ဆန်းလမ်းမနေ့မှာတော့ PSG ဘက်ကဥဆောင်ကိုရရှိသွားခဲ့ပြီးတင်မြတ်တက်စစ်ကနေရရှိလာတဲ့ခွင့်ရေးကိုဗာဂိုလာရဲ့ဖျက်ချိုးပေးမှုကနေတက်စင်အလီဆွန်နဲ့လဘောင်းနောက်ခံလူတွေရှင်းထုတ်ဖို့မတင်သက်ရာကနေဒမီလီကမမီရရအတုံးချနိုင်ခဲ့တာဖြစ်ပါရင်မတင်မထားတဲ့အနေထားကနေဥဆောင်ကိုပေးလိုက်ရပြီနောက်လဘောင်းလည်းပြန်လည်ဖျားပေးဖို့ကြိုးစားလာခဲ့ပြီးပွဲချိန်15မိနစ်မှာကွန်နာတင်အဝေးကန်ချက်ကောင်းမွန်ခဲ့ပေမဲ့ဒိုနာရိုမာခါခွေနိုင်ခဲ့ပါရင်အဲနောက်ပွဲချိန်16မိနစ်မှာလည်းတင်မြတ်တက်စစ်ကနေ PSG ခွင့်ရေးထည့်ရခဲ့ပြီးဗာဂိုလာရဲ့ကန်ချက်ကိုအလီဆွန်ခါခွေနိုင်ခဲ့တာကြောင့်တတ်တာရခဲ့တာဖြစ်ပါရင်အပြလိုက်တိုင်းစစ်စင်မှုတွေနဲ့ပွဲကတော်တော်လေးထိကောင်းခဲ့ပြီးတပတ်တကောစီဂိုးမသွင်းနိုင်ခဲ့ကြပါဘူး ပွဲကျင်35မိနစ်မှာတော့ Carbrex Kelia ရဲ့ဝေးကံချက်ကတော်တော်လေးကောင်းခဲ့ပြီးမိုးပေါ်ထောင်သွားခဲ့တာဖြစ်ပါတယ်။အဲနောက် PNG ဘက်ကပဲတောင်းလျှောက်ဖိအားပေးထားနိုင်ခဲ့ပြီးအခွင့်အရေးတွေအသုံးမချနိုင်ခဲ့လို့သာ0-1နဲ့ပဲ Brown ပြီးဆုံးသွားခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ Liverpool ကပဲဖိအားပေးထားနိုင်ခဲ့ပြီးပွဲကျင်53မိနစ်မှာအာနိုရဲ့ကံချက်တော်တော်လေးကောင်းခဲ့ပေမဲ့ Donnarumma ကဝယ်သွားနိုင်ခဲ့ပါတယ်။တက်ဆင်ရလာတဲ့ခွင့်အရေးကို Sobosline ကအဆုံးသတ်ပိတ်သွင်းနိုင်ခဲ့ပေမဲ့လည်းလူကျုံနေခဲ့ပါတယ်။နောက်ကဘောကနေရရှိလာတဲ့ခွင့်အရေးကို Matt Leicester ကောင်းတိုင်ပိတ်သွင်းခဲ့ပေမဲ့လည်း Donnarumma ကဝယ်နိုင်ခဲ့ပြန်ပါတယ်။အဲနောက် Liverpool ကတောင်းလျှောက်ဖိအားပေးထားနိုင်ခဲ့ပေမဲ့ PSG နောက်တန်းနဲ့ ကိုသမားအထွန်းနာတို့ပါကိုတော့အကာအကွယ်နိုင်ခြင်းမရှိခဲ့ပါဘူး။ပွဲချင်း88မိနစ်မှာလဲမန်အလစ်စာရဲ့ဖက်တင်ဘောကိုကွမ်းရှက်အပိုင်းကောင်းတိုက်ခဲ့ပေမဲ့တိုင်ထိသွားခဲ့ပါရင်ကန်ဆိုးချင်တော့မန်အလစ်စာကန်တင်လိုက်ခဲ့ကကွမ်းရှက်ဟာလူချုံနေထားဖြစ်နေခဲ့တာပါ။နောက်ပိုင်းမှာ PNG ဘက်ကလည်းပြန်လည်ထိုးဖောက်မှုတွေပြုလုပ်လာနိုင်ခဲ့ပြီး84မိနစ်မှာ Cabrera Skilia ဝေးကန်တင်တဲ့နောက်ထပ်အဥဆောင်ကိုထည့်ရဖို့စ조사လာခဲ့ပါရင် မနေ့90ပြည့်နေ့အထိအနိုင်ရှုံးပေါ်ခဲ့တာကြောင့်အချိန်ပေါ်အဆုံးပြေဆက်လက်ကစားရမှာတော့ပရက်ချီဘက်ကပုံမှုဖိအားပေးထားနိုင်ခဲ့ပါတယ်။အချိန်ပေါ်ဆက်စားခြင်းမှာရင်ဇာရီအမ်ရီရဲ့ကောင်းတက်ချက်ကိုဘေးကနေကတ်ထွက်သလိုဒုတိယပိုင်းမှာလည်းဒမ်မီလီရဲ့အတူးချင်းအပိုင်ပိသွင်းချက်ကိုအလီဆုံးကကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။အချိန်ပေါ်ပြည့်နေ့အထိတည်ကြနေတာကြောင့်ပရက်ဒီအဆုံးပြေခံယူခဲ့ရမှာပရက်ချီဘက်ကလေးလုံးစလုံးကိုဝင်အောင်ကန်သွင်းနိုင်ခြင်းမှာလေဘာဟုတ်ဘက်ကနူးနဲ့နဲ့ကက်တီဂျီနိုနဲ့ကန်သွင်းချက်တွေကိုဒိုနာရူမာကကာကွယ်သွားနိုင်ခဲ့တာကြောင့်ဂျိုးချာနေနေဒီအဆင့်နဲ့ပဲကျင်းနေလိုက်ရတာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကဒီလောက်ပါပဲနောက်နေ့မှလည်းအားကစားနေပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ